ညကစဲကြောင်းပရီးမီးယားလိဂ်၁၇သင်းဥရောပဝင်ခွင့်ရနိုင်နေ ပရိသတ်များလုံးမေးလာပါ။ Newcastle အသင်းရဲ့ Carabao Player ရှိမှုဟာ Premier League ဆက်တဲ့အသင်းကိုနောက်ရသည့်ဥရောပပြိုင်ပွဲကစားတဲ့အောင်ကူညီပေးနေပြီးဒီတိုင်းလည်းအမေရိကန်ဖြစ်လာနိုင်ပါတယ်။ Newcastle ဟာပြီးခဲ့တဲ့အပတ်တုန်းကကစားခဲ့တဲ့ Liverpool နဲ့ Carabao Player Final ပွဲစဉ်ကိုတူးဝက်နဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီရလက်ကတော့2025-26ဘောလုံးရာသီမှာ Premier League ကသူတို့ရဲ့လက်တံတွေကိုဖျက်ချက်ပြီးဥရောပပြိုင်ပွဲကိုအသင်းတွေအများပြားဆင်လွတ်နိုင်စေခဲ့ပါတယ်။လက်ရှိမှာတော့ Premier League က Champions League ဝင်ဝင်လေးနေရာကိုပိုင်ဆိုင်ထားပါတယ်။9-6က2သင်းက Europa League နဲ့ Conference League ကိုသွားကစားရတယ်လို့လိုအပ်ရင်ချေစစ် ်ပွဲတွေဝင်ရောက်ကစားဖို့လိုအပ်တယ်လို့သိရပါတယ်။ UEFA ကဒီဟာဒီကနေစတင်ပြီးဥရောပပြိုင်ပွဲတွေကိုပုံစံအသေးတမျိုးနဲ့ပြောင်းလဲခြင်းပါနေတယ်။ဒီတော့ဝင်ခွင့်၄နေရာပေါ်လာပြီးဒီထဲက၂နေရာကိုဥရောပထိပ်တန်းလိဂျီ၅ခုတွေကအထိုက်တန်ဆုံးလိကိုပေးလိုက်ပါတယ်။ဒီနေ့မှာ UEFA coefficient အများဆုံးလိတစ်ခုဖြစ်တဲ့ Premier League နဲ့ City ကရရှိသွားဖို့များနေပါတယ်။ဒီတော့ဥရောပပြိုင်ပွဲတွေမှာ Premier League ဆက်လက်တင်ပါဝင်ကစားနိုင်ဖို့အခွင့်အရေးရှိလာပါတယ်။ဒီလိုဆိုရင်အခြေအနေလေးတွေကတစ်ထဲဖြစ်ဖို့လိုအပ်ပါတယ်။ဒီအတွက် Manchester City ကအစဉ်လေးဝင်ဖို့လိုအပ်နေပြီး လီဗာပူးနဲ့အာဆင်နယ်နော်တယံဖောရက်တို့ကလည်းတော်ဖိုးဖြင့်အသီးသီးရပ်တည်နေကြပါတယ်တကယ်လို့နယူကာဆယ်ကအဆင့်9နေရာကနေရာသီတင်ခဲ့မယ်ဆိုရင်ဥရောပချန်ပီယံလိဝင်ဝင်တနေရာကငှက်ကြားတော့အတွက်ဖြစ်နေပါပါဒီတော့နယူကာဆယ်ကခေတ်ထလာနေပြီးဥရောပရဲ့နောက်ရာသီအကောင်းဆုံးအသင်းတော်ဖြစ်လာနိုင်ပါတယ်တကယ်လို့ Brighton ကလည်းရာသီကောမအဆင့်6ကိုရောက်လာရင်သူတို့အတွက်ယူဘာလိဝင်ဝင်တနေရာထည့်ရနိုင်ပါတယ်တကယ်လို့ ခုအဆင့်တစ်ဆင့်မှာရှိနေတဲ့ဖွန်ကသာ FA ကရသွားရင်သူတို့လည်းယူပါလိဝင်ဝင်ရပါပါ။ဥရောပကိုဆက်တဲ့တင်ဝင်ဝင်ရဖို့ဆိုရင်နောက်ထပ်အသင်းတွေကလည်းသူ့နေရာနဲ့သူအဝင်ကွင်းကြားရှိနေဖို့လိုအပ်ပါရင်ဒီအတွက်ဘုံမောက်ကအဆင့်9ကနေရာဒီသိမ်းပြီးချဲစီကအဆင့်10ထိပြုတ်ကြဖို့လိုပါရင်ချဲစီဟာဒီဟာဒီ conference league ကိုရယူနိုင်ဖို့အတွက်ရေပန်းအစားဆုံးအသင်းဖြစ်ပါရင်ဒီတော့အပြိုင်အောင်တက်သားရင် champion ဖြစ်သွားခဲ့ရင်နောက်ရာသီကျရင်ယူပါလိဝင်ဝင်ရမှာဖြစ်ပါရင် Manchester United နဲ့ Tottenham တို့ကလည်းယူပါလိ quarter final အဆင့်ကိုရောက်ရှိနေကြပြီးတကယ်လို့ယူပါလိ champion ကဒီနှစ်သင်းထဲကတသင်းဖြစ်နေပြီးနောက်တသင်းကအဆင့်10က နဲ့ရာသီသိမ်းမယ်ဆိုရင်ဒါကဖြစ်သွားနိုင်ခြေရှိနေပါတယ် ယောဘာလေးချန်ပီယံကချန်ပီယံလေးဝင်ဝင်ရရှိမှာပါအဲဒီဟောက်ရဲ့အသင်းဟာကာရောဖလာရရှိထားပြီးကွန်ဖရင့်လေးဝင်ဝင်လက်မှတ်ကိုင်းထားတာပါဒီတော့ဒီတနေ့အားစားကလစ်လက်သွားပြီးနောက်တစ်သင်းကဝင်ကစားခွင့်ရရှိသွားပါတယ်ဒါဆိုရင်အဆင့်7မှာရှိနေမယ့်အသင်းကကွန်ဖရင့်လေးဝင်ဝင်ရရှိနိုင်ပါတယ်ဒီလိုတွေးကြည့်လာကစေကိုရင်တတ်တတ်ပဲဖြစ်ပြီးလက်တွေ့မှာတကယ်ဖြစ်မလာနိုင်ဖို့ကများနေပါတယ်ဒါပေမဲ့အခုလောလောဆယ်တော့ချန်ပီယံလေးဝင်ဝင်ကားနေရရရှိထားတဲ့ကိစ္စကြောင့်အသင်းတွေချာမှာပြန်ဆိုင်မှုမြင်မာနေပြီးဒီနေရာကိုဝင်ရောက်နိုင်ဖို့ကကိုတက်နိုင်တဲ့ဘက်ကအခြေအနေရှင်ပြိုင်နေရပါတယ်မြို့ကဆယ်အနေနဲ့အခုလောအဓိကဆိုလာလုံရရှိနိုင်ခဲ့တာက1955ခုနှစ်တုန်းကနောက်ဆုံးဖြစ် 王林。K ဒီတော့ကနျူကာဆင်ဟာမန်ချက်စတာစီးတီးကို3-1နဲ့အနိုင်ရရှိပြီး FA ကပ်ကိုကိုင်မြောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်ဘီရိုဂရီမတ်စ်ကလည်းနှစ်ပေါင်း80အတွင်းငှက်ကြားသမိုင်းမှာဖလားကိုင်မြောက်ခွင့်ရခဲ့တဲ့ပထမဆုံးအသင်းကောင်းဆောင်ဖြစ်လာခဲ့ပါတယ်။နျူကာဆင်ဟာသူ့ရဲ့ရည်မှန်းချက်အတိုင်းနောက်ရသည့်ချန်ပီယံလိဝင်ခွင့်ရဖို့အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ပါတယ်။ပရီးမီးယားလိဂ်ဟာလုံလုံဆင်မှာတော့နိုင်ငံပေးရက်ကိုဖျက်ဆီးနေရပြီးအသင်းတွေကလည်းအနားရနေကြပါတယ်။လီပွဲဆင်တွေကိုအေပယ်လာအစားပိုင်းမှာပြန်လည်ကစားကြမှာဖြစ်ပြီးဘဲအသင်းတွေကဘဲနေရာတွေကိုရယူပိုင်ဆိုင်ကြမလဲဆိုတာစိတ်လျော်ရှားဖို့ကောင်းနေပါတယ်။ညူကာဆယ်ကတော့ပ ပိန်ရဲ့ပြန်ဖွင့်အေဘလာနှစ်ရက်နေမှာဘရန်ဖို့အတွင်းရှင်မြန်ကစားသွားရမှာဖြစ်ပါတယ်ကြီးစုပေးကြတာကျေးဇူးတင်ပါတယ်